ုရသာသနာတမိုင်းမှာမှတ်တမ်းဝင်တဲ့နေဒုနေမြတ်၃ရက်၃မျိုးပါဝင်တဲ့အခါတော်နေ့တစ်ခုဖြစ်တယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဝရိန္ဒဏပြည်ကြွပြီးခွန်မမြောက်ကာလမှာဘယ်တော့ဖြစ်ခဲ့ဘူးတဲ့သံတို့တိတာနတ်သားကိုအူထားပြီးတော့အဘိဓမ္မာတရားကိုဝါတွင်3လ7ပေါင်း90ဟောကြားလို့ ြီးဆုံးတဲ့နေ့ဖြစ်တတ်မှတ်ထားတာဖြစ်လို့ဒီနေ့ကိုအဘိဓမ္မာအခါတော်နေ့လို့အခါတော်နေ့တခုမှတ်သားကြရမှာဖြစ်တယ်။လေးနှစ်တဲ့တရားဓမ္မတွေကိုဟောတာနောက်ဆုံးအဆုံးသတ်တဲ့နေ့ဖြစ်လို့အဘိဓမ္မာအခါတော်နေ့နောက်တစ်ခုကတော့အဘိဓမ္မာတရားဟောကြားပြီးတဲ့အခါယသဗျာဟာတဝရိန္ဒနတ်ပြည်ကနေပြီးတော့သင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့ ဒီကနေ့ခေနေဦးဒေလီနဲ့ဤတဲ့ဖြေသားမှာရှိတဲ့သင်္ကသမြို့ဟောင်းနေရာဆောင်းနှံသုံးသွယ်ရနေပြီးနတ်မြမာအပေါင်းချမ်းရန်လိုက်ပါလေလူပြည်သူပြန်လေးဆင်းသက်ကြွားရောက်လာတဲ့နေထူးနေမြတ်ပါဠိစာပေမှာဒေဝရဟဏလို့ခေါ်တယ်ဒေဝဩရဟဏနတ်ပြည်ကလူပြည်သူပြန်လေးကြွဆင်းတဲ့နေလို့အဲ့ဒီနေကိုအထိမ့်မပြုတ်ပြီးတော့ဒီကနေ့မှာဟို တာဝရိဏပွဲတွေဆိုပြီးတော့ညမတချို့ဒေသတွေမှာပူဇော်ပွဲတွေလုပ်ကြ။မိထုံပွဲတွေလုပ်တာလေ။မြတ်စွာဘုရားတာဝရိဏနတ်ပြည်ကပြန်ကြွလာတာကိုကျိုးဆူပူဇော်သောအဖြစ်မိထုံပွဲတွေပြုလုပ်ကြတယ်။ဟိုရှိခင်ကလာတော့မိနတ်ကိုပူဇော်တာသို့မဟုတ်ကတိကနက်ခတ်ကိုကတိကနက်ခတ်ကိုပူဇော်တဲ့အနေနဲ့မိထုံကြတယ်။ဘုရားရဲ့အဆုံးအမတရားတော်ကြီးရောက်ရှိလာတဲ့အခါကျတော့ လက်ခတ်ကိုပူဇော်တဲ့ပွဲတွေဟာဘုရားကိုပူဇော်တဲ့ပွဲဖြစ်ပြောင်းလဲပြီးတော့ဆင်းရဲလာခဲ့ကြတာထူချားတဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ဟာအဘိဓမ္မာခါတော်နေ့အပြင်ယသော်ဗျာတာဝရိသနတ်ပြည်ကပြန်လီဆင်းကြွာလာတဲ့နေသူယထုခါတော်လည်းဖြစ်တယ်ဆိုတာမှတ်သားမှာဖြစ်တယ်။နောက်တစ်ခုကတော့ ဘုရားကိုအကုယုံကြည်ပြီးမြတ်စွာဘုရားထံမှာတရားဓမ္မအချက်ချက်ကျုပ်ကိုအထုံးနေကြတယ်။တန်ခါတော့အရှင်မြတ်တိဟာဒီကနေ့သတင်းဝါလာကျွတ်လို့တဝါနဲ့တဝါရှင်ကျင်းမှုအခြေခံနဲ့ဖိမ့်မတကပြုတဲ့စကားများကို ပြောဆိုကြရတာဖြစ်တယ်ပေါ့။အဲ့ဒါကိုပဝရဏလို့ခေါ်တယ်။ပဝရဏဆိုတာဖိမ့်မတကပြုတာ။ဖိမ့်မတကပြုတယ်ဆိုတာဟိုလိုဖိတ်ခေါ်ပြီးတော့ကျွေးမွေးအခဏာမျိုးမဟုတ်ဘူး။ တုံနဲ့တူရင်းနှီးမှု အခြေပြုပြီးတဲ့အခါသူနဲ့အတူတူနေကြတဲ့အတိုင်းအတာအချိန်ပိုင်းတစ်ခုမှာဒီမဟုတ်တာလောက်တာမြင်အမြင်အပြည့်ဖြစ်စေတရင်ကြအပြည့်ဖြစ်စေတန်တရားမကင်းတဲ့အချက်တွေပဲဖြစ်စေပြောနိုင်ပါတယ်ပြောပါ ပြောလို့ရှိရင်တော့သူကိုယ်တိုင်ကကိုယ့်အပြစ်ကိုကိုယ်တွေးတဲ့အခါမှာ ရှင်ဘုရားတို့ကရုဏာထားပြီးပြောနိုင်ပါတယ်ပြောလို့အပြစ်ကိုတွေးပြီးဆိုရင်တပည့်တော်ဟာပြန်လီပြုပြင်မှမယ်လို့အမြဲတမ်းယဉ်ကျေးတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းဝိုင်းမှာပြောရတဲ့စကားကိုပဝါရဏပြုတယ်လို့ခေါ်တယ်ဒီနေ့ဟာတသာသနာလုံးမြတ်စွာဘုရားရဲ့တပည့်တော်ဝကတွေထေရဝါဒနိုင်ငံအလုံးလို့ပြောဒီနေ့ကထိုင်းကမ္ဘောဒီးယားလာအိုခလန်လန်ကတိရိလင်ကနိုင်ငံ မြန်မာပြည်အလုံးထေရဝါဒ၅နိုင်ငံထေရဝါဒ၅နိုင်ငံအပြင်ထေရဝါဒသာသနာရှိတာကိုရီးယားမှာလည်းရှိတယ်ဗီယက်နမ်မှာလည်းရှိတယ်နီပေါ်မှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်တော်တော်များများထေရဝါဒတန်ခါးတွေရှိတယ်နေရာတွေမှာသူတို့ရဲ့ကလင်ဒါပြက်ကတိအားလျော်စွာဒီကနေ့ဖြစ်စေနေ့ဖြစ်ငါဖြစ်စေပဝရဏပြုချာမှာဖြစ်တယ် ဘဝရဏယဉ်ကျေးမှုဒီနေ့ဖော်ဆောင်ရတာဖြစ်လို့တကယ်လူယဉ်ကျေးတို့ရဲ့အတိုင်းဝိုင်းဟာအချင်းချင်းတူနေတဲ့အခါပြောစရာရှိရင်ပြောပါနော်ခုခေတ်ဆိုရင်ပြောစရာရှိရင်ပြောပါအာမနာပါနဲ့နော်အမှတွေ့လို့ရှိရင်သူကိုယ်တိုင်ပြုပြင်ပါမယ်ဆိုတဲ့ယဉ်ကျေးတဲ့တူတူမပြောဖို့မဆိုဖို့မရှိစေရပြောစရာရှိပြောပါဆိုပြီးတော့ဖိတ်မှန်တကပြုရတာကိုပဝရဏလို့ခေါ်တယ် ပါဠိစကားဖိမှန်တဲ့ကပြုတ်ခြင်းကိုဘဝရဏဆိုတော့ဒီတရင်ကျော်လာပြီနေ့မှာတိုက်တိုက်ဆိုင်ဆိုင်ဒီထူးခြားတဲ့နေထူးနေမြတ်အခါသမယကြီးပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေဖြစ်လို့ဗိဓမာအခါတော်နေဖြစ်ခြင်းတပရိသန်နဲ့ပြေကလူပြေသူပြန်လီကြွဆင်းလာတဲ့ဒေဝရဟဏသမယအခါတော်နေဖြစ်ခြင်းတန်ဃာတော်ရှင်မြတ်တွေက တဝနဲ့တဝဖိတ်မနဲ့ကပြုတယ်ပေါ်ဝရဏဘွဲဆင်းရဲရပေါ်ဝရဏနေတူနေမြဖြစ်ခြင်းလို့ဘုရသာသနာနဲ့ပတ်သက်ပြီးတော့အခါတော်၃ရက်ပေါင်းဆက်ထားတဲ့နေတူနေမြအခါသမယပဲဖြစ်တယ်ပေါ့ဒါဟာဘုရဘာသာဝင်သူတော်ရှင်တွေတည်တည်တည်လိုက်တဲ့အချက်တွေပဲဖြစ်တယ်